နမောတတဘဂဝတောအရဟတောဓမ္မံတံဘုဒ္ဒတာတရဏနှစ်2560ခုနှစ်မြန်မာတက္ကရာ1380ခုနှစ်ခုနှစ်ကဆုံလအတွက်တလတာဟောဇရံခရစ်နှစ်2025ခုနှစ်မေလတလသာဟောဇရံကြီးနဲ့ချောင်ရံဆောင်ရံအတွက်ဟောဇရံဤလအတွင်း7ရက်5လ2025ခုနှစ်တနင်္ဂနွေနေ့ဟာ ကဆုံလပြည်နေဖြစ်ပါတယ်26ရက်5လ2025တနင်္လာနေ့ဟာကဆုံလကွယ်နေ့ဖြစ်ပါတယ်17ရက်5လ2025တနင်္ဂနွေနေ့ဟာကဆုံလပြည်နေ့ဖြစ်ပြီးတော့26ရက်5လ2025တနင်္လာနေ့ဟာကဆုံလကွယ်နေ့ဖြစ်ပါတယ်ဤလအတွင်းငကားကောင်းအနောက်ရက်တို့လှဲ့ပါတယ်ထို့တူဝမ်းကမြောက်ရက်ကျောကတောင်ရက်အမီကအရှိအရက်တို့အတီးတီးရှိနေကြပါတယ် အဲ့ဒါဆိုဖြင့်ငကားကောင်းဆိုတော့နနစ်နကားမလဲစားနေဆိုတဲ့အတိုင်းပဲရှီးထုံးလဲမပဲကောင်းဈေးသုံးလဲမလွယ်ကြောင်းနဲ့အဲနနစ်နကားမလဲစားနေဆိုတဲ့အတိုင်းငကားကောင်းနဲ့ပတ်သက်ပြီးတော့ခီးသွတ်တာအိမ်ဆောက်တာအဆက်ရှိတဲ့လုပ်ငန်းဆောင်တာအပြောင်းအရွှေ့တွေမှာတော့အဲသတိပြုများတော့ပြောပြပြီးခြင်းဖြစ်ပါတယ်။ဤလအတွင်းငကားကောင်းအနောက်ရက်သူလှဲ့ပါတယ်။ထို့တူဝမ်းကမြောက်ရက်ကြောကတောင်ရက်အမိကအရှိရက်သူအတီးတီးတရှိနေပါ၏။ ဂျမအင်းနဲ့ပတ်သက်လာရင်ငါးလပိုင်းအတွက်ဟောစရန်ကြီးအနေနဲ့မိတ်ဆွေတို့ဂျမအင်းနဲ့ပတ်သက်လာတဲ့အခါယာတီအပူအပြောင်းကာလာများကြောင့်အများစုဟာဂျမအင်းနဲ့ပတ်သက်လာရင် အနှဲငယ်ရှူကြတက်ပြီးတော့ဂယူဆိုင်တင့်သော ကာလာဖြစ်ပါတယ်အစ်အမြင့်အကျော်အဆရှိသောအရာတွေအဖြစ်များတက်ပါတယ်အထူးသဖြင့်ပထဝီတက်အားမြဲနေတဲ့အတွက်ကြောင့်မိတ်ဆွေတို့အသက်60နှစ်အထက်ရှိသူတွေဒုက္ခအဆရှိတဲ့အရာတွေနဲ့ပတ်သက်လာလို့ရှိရင်ပုံမူတတိထားတဲ့တော့ လဖြစ်ပါတယ်ခင်ဗျာ9လပိုင်းအတွင်းမှာအကျိုးပေးသောလုပ်ငန်းများကိုဖော်ပြပေးလိုက်ပါတယ်အထူးသဖြင့်ဒီ9လပိုင်းအတွင်းမှာဆိုရင်အလကုံလုပ်ငန်းတွေရေထွက်ကုံလုပ်ငန်းစားတောက်ကုံလုပ်ငန်းစံစီစီစားဆက်ပစ္စည်းနဲ့ပတ်သက်သောလုပ်ငန်းတွေဓာတ်ဆီဒီဇယ်တွင်းထွက်ပစ္စည်းလုပ်ငန်းတွေကူးတန်းရောင်းဝယ်ရေးဆိုင်ရာလုပ်ငန်းတွေများစွာထွန်ကားတတ်သောတိုးတက်တတ်သောလဖြစ်ပါတယ်ခြေတူလှုပ်ဆောင်တင်သောလဖြစ်ပါတယ်ရွှေစည်းအနှဲငယ်မငြိမ်မသက်ဖြစ်ပြီး အကြပတ်သူတွားတတ်ပါတယ် ဤလအတွင်းမှာလက်မှုလုပ်ငန်းများအိမ်တွင်းမှုဆိုင်ရာလုပ်ငန်းများပညာရေးဆိုင်ရာလုပ်ငန်းများဘာသာစကားသင်တန်းပကြီးပဘူးဘေးရင်အဆရှိသောလုပ်ငန်းများအားနည်းနေတတ်ပြီးမိတ်ဆွေဟောင်းလူဟောင်းအပေါင်းအသင်းဟောင်းတွေစိတ်တော်ကပေးရတတ်တာမျိုး ဖြစ်တဲ့အတွက်ကြောင့်ဒါလေးတွေကိုသတိထားဆင်ခြင်ရန်လိုအပ်သောလာဖြစ်ပါတယ်အိုးအိမ်ရှံမီမြေယာလုပ်ငန်းတိုက်ခန့်ကအဆရှိသောအရာများအယောင်းနှီးအဝယ်နှီးဖြစ်တတ်သောလဖြစ်ပါတယ် လူငယ်တွေရှည်ရင်းနဲ့ပတ်သက်လာရင်ငားလာပိုင်းတွင်မှာစံအားအလွန်ကောင်းနေတဲ့အတွက်မေတ္တာရေးဆိုင်ရာတွေကိုရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်မိษွေတို့အနေနဲ့မေတ္တာရေးနဲ့ပတ်သက်လာတဲ့အခါဘာကိုဖြစ်ဖြစ်ရှေ့တိုးဆောင်ရလှုပ်ဆောင်မှဖူးစာဘတ်ပေါ်ခြင်းအဲမိမိတို့အနေနဲ့ဟိုအနာဂတ်အတွက်ရှစ်သူကြီးစာမိမိတို့နှစ်ရှည်လာမြောက်စွာလိုက်နေရတဲ့သမီးကြီးစာရတွေနာကမတင်မပဲမမျောလင့်ထားလောက်အောင်ကိုယ့်ကိုတစ်ဖက်ကနေ response လုပ်လာတာမျိုးဒီတုံ့ဝါတက်တဲ့အတွက်ကြောင့်မလို့ဆရာမိษွေတွေအနေနဲ့ အဲစံအားတက်သောကြောင့်ပူဇာပတ်ပေါ်နိုင်သောလဖြစ်ပါတယ်။အိနှောင်ကြီးမှာတော့အိနှောင်ရှင်မရဖို့ဒီလဟာစိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်ရတတ်ပြီးတော့မိမိရဲ့အိမ်တွင်းရေးမှာမိသားစုရေးမှာအနှဲငယ်နားလည်မှုလွဲတက်သောကြောင့်ဒီငားလာပိုင်းတွင်မှာအိနှောင်ကြီးနဲ့ပတ်သက်လာတဲ့အခါအရေးကြီးသောဆုံးဖြတ်ချက်တွေကိုအိနှောင်ရှင်မရဖို့ရှာမှတ်ရန်မတင်တော့လဖြစ်ပါတယ်။အထူးသတိပြုစင်ကြယ်လိုတာကဒီလအတွင်းမှာ လုပ်ငန်းအပြိုင်ဆိုင်တွေ မိမိရဲ့အလုတ်အပြိုင်ဆိုင်တွေပေါ်လာတက်တော်လာ ဖြစ်ပါတယ်ထို့သူမိမိအားတဘုတ်လီလွင်ပြောဆိုခြင်းမကောင်းတဲ့ရင်ပြောခံရခြင်းတွေကြုံရတတ်တယ်လို့မိမိရဲ့အတွင်းရေးကိစ္စများကိုဖြစ်နိုင်ရင်ဟိုမိမိတို့မယုံကြည်ရသောပုံကူများကိုဖွင့်ဟတိုင်မင်တာမျိုးပြောပြတာမျိုးတွေဟာမိတ်ဆွေတို့အတွက်အားနည်းချက်ဖြစ်ပြီးတော့မိမိကိုမကောင်းပြောဆိုတာမျိုးတဘုတ်လီလွင်ပြောဆိုတာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ဒီလမှာတတိထားစင်ခြင်းပြောဆိုရန်လိုအပ်ပါတယ်ဒီငါးလပိုင်းအတွင်းမှာ အကျိုးပြီးသောအယောင်များအနေနဲ့ကြက်သွေးရောင်ညီညိုရောင်ခရမ်းရောင်စသောအယောင်ရင်းရံတွေကိုဝတ်ဆင်ပြီးတော့မိမိတို့လိုရာကိစ္စတွေကိုပြုမှုဆောင်ရွက်လို့ကောင်းပါတယ်အကျိုးပြီးသောကဏ္ဍအနေနဲ့ဆိုရင်သုံးကဏ္ဍရှောက်ကဏ္ဍနှစ်ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးအားသာကောင်းမွန်စေပါတယ် အဆောင်ပြုလုပ်လိုပါကမိတ်ဆွေတို့နဲ့အနေနဲ့လောကပါလာနမင်းကြီးရုပ်ထုကိုမိမိရဲ့နေနံတူအသားနဲ့ဘဝထုလုပ်ဆောင်ခြင်းကမိတ်ဆွေတို့အတွက်ကံအားစံအားတက်စီပါတယ်ခမရလောကပါလာရုပ်ထုလေးတွေကိုနေနံအသားနဲ့ဘဝထုလုပ်ပြီးတော့ထုလုပ်ပြီးတော့ဆောင်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့ကံအားစံအားတက်ပါတယ်ဥပမာလောကပါလာနဲ့ရုပ်ကိုဂျာစာပရိသားဆိုမကြီးသားတို့ပေါက်သားတို့နဲ့ထုလုပ်ပြီးတော့ဆောင်ရင်ကံအားစံအားတက်စီတော့လာဖြစ်ပါတယ် ီလအတွင်းမှာအကျိုးပေးသောနေသားအနေနဲ့တောက်ကြသာသမီတနင်းလာသာသမီတို့မဟုတ်အရေးကြီးသောကိစ္စတွေကိုတောက်ကြရဲ့တနင်းလာရက်ဒီမှာတွဲဖက်လှုပ်ဆောင်ရင်ပုံမူအားပြုကံကောင်းစီပါလေငါလာပိုင်းအတွင်းမှာအိမ်ဆောက်ပနတ်ရရေရင်းတူးလို့တဲ့မိတ်ဆွေများဖို့ငါလာပိုင်းအင်္ဂလိပ်လိုပဲပြောပါမယ်12ရက်18ရက်28ရက်နေ့ဒီမှာပြုလုပ်ဆောင်ရွက်ရင် ကောင်းမှာပါလေခင်ဗျာ ရှင်ပြုယဟန်ခံအိမ်တက်မင်္ဂလာပြုလို့လူသူများအနေနဲ့ငါးလပိုင်း17ရက်18ရက်22ရက်နေ့တွေဟာမိတ်ဆွေတို့အတွက်ကောင်းမွန်စေပါတယ်။အိမ်တော်ပြုစိတ်ဆက်လက်ထမင်္ဂလာပြုလို့လူသောမိတ်ဆွေများအဖို့ကတော့ငါးလပိုင်းအတွင်းမှာပဲ17ရက်19ရက်28ရက်နေ့တွေကိုပြုလို့လို့ရပါတယ်။မိမိတို့ရဲ့အရေးကြီးသောကိစ္စများကိုအဲဘဝအတွက်အထောက်အကူဖြစ်စေတဲ့ကိစ္စများကိုကောင်းတဲ့ပတ်မှာဆောင်ရွက်ဆုံးဖြတ်တိုးတက်စေရန်အတွက်ဆိုရင်တော့ဖြင့် ဒီ9လပိုင်းအတွင်းမှာ9ရက်18ရက်20ရက်နေ့တွေကိုအဲမိတ်ဆွေတို့အနေနဲ့ဟိုကောင်းမွန်သောရက်ကလေးအဖြစ်ရွေးချယ်ပြီးတော့စတင်လှုပ်ဆောင်ရင်ကောင်းမွန်တိုးတက်စေသောလဖြစ်ပါတယ်အဋိဌံပြုလုပ်လို့သောဆရာရဲ့မိတ်ဆွေများအဖို့ကတော့မိမိအနေနဲ့မိမိရဲ့တက်စီအလိုက်မဟာသမယတုတ်ကိုအဋိဌံဝင်ပြီးဇီလိုပါတယ် အတက်က20မိမိရ20ဆိုရင်ဥပမာအားဖြင့်အတက်က20ဆိုရင်မဟာသမယတုတ်ကိုရက်20တိတိအဋိဌံပြုပေးကိုဆိုလိုခြင်းဖြစ်ပါလေခမရဆရာငယ်အနေနဲ့၅လပိုင်းအတွက်စကားလက်ဆောင် ပေးခြင်းပါလေခမရ၅လပိုင်းအတွင်းမှာဆရာငယ်မိတ်ဆွေတွေကိုစကားလက်ဆောင်ပေးရရင်မိတ်ဆွေများခမရတင့်ကိုတင်ကံဆိုးနေပြီလို့ထင်ပါသလားဒါဆိုရင် စိတ်တိုင်းကြ စိုးဝင်ပေးလိုက်ပါမိတ်ဆွေတို့ရဲ့ကံစိုးမှုတွေကြုံလာတဲ့အခါမှာစိတ်တိုင်းကြပေးစိုးလိုက်ပါသင်သိထားရမှာကအစိုးတွေကုန်တဲ့အခါအကောင်းတွေဟာအမြဲတမ်းရောက်ရှိလာမယ်ဆိုတာလောကတရားပါပဲဖြစ်တယ်ခင်ဗျာเนาะဆိုတော့ဆရာပြန်ပြောပြပါမယ်မိတ်ဆွေတို့အတွက်ငါးလပိုင်းအတွက်စကားလက်ဆောင်ပေးရရင်မိတ်ဆွေများခင်ဗျာတင့်ကိုတင်ကံစိုးနေပြီလို့ ထင်ပါသလားဒါဆိုရင်စိတ်မညစ်ပါနဲ့စိတ်တိုင်းကြစိုးဝင်ပေးလိုက်ပါသင်သိထားမှာအစိုးတွေကုန်တဲ့အခါမှာအကောင်းတွေဆိုတာရောက်ရှိလာမှာလောကနီးယာမှာတရားပါပဲအစိုးတွေကိုကြောက်နေရင်အကြောက်တရားတွေဟာမိမိရဲ့ဘေးနားမှာပဲရစ်တည်နေဦးမှာဖြစ်တဲ့အတွက်အစိုးတွေကိုမကြောက်တဲ့အခါအကြောက်တရားတွေအစိုးတွေဟာမိမိနာနေပြီးတော့နေရမှာကြောက်သွားပါလိမ့်မယ်ခင်ဗျာ ဂျေဇုတင်ပါတယ်ဒါကတော့ဇန်ရဲမိတ်ဆွေတွေအတွက်ငားလာပိုင်းအတွက်စကားလက်ဆောင်ဖြစ်ပါတယ်ဤကငားလာပိုင်းအတွက်ဟောစရံ PE